မင်္ဂလာပါရှင်ခစ်တက်တယ်လီဗီရှင်းချန်နယ်မှာသတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေမရက်တန့်သေးတာကြောင့်ထိရောက်တဲ့ဂျားဝင်မှုတွေလှုပ်ဆောင်ဖို့ထိုင်းစိုးရကိုကန်နာဝီတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေမရက်တန့်သေးတာကြောင့်ထိရောက်တဲ့ဂျားဝင်မှုတွေလှုပ်ဆောင်ဖို့ထိုင်းစိုးရကိုထိုင်းလွတ်တော်အမတ်ကန်နာဝီကထက်မှန်တိုက်တွန်းလိုက်ပါတယ်စကိုင်းတိုင်းဒီပဲရင်မြို့နယ်ကစာတင်ကျောင်းလီကျောင်းတိုက်ခိုက်ခံရပြီးကျောင်းသားတွေတိုက်ဆုံခဲ့ရတဲ့ဖြစ်ရ ဟာမြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကမရနာဘူးဆိုတာကိုပြသနေတာဖြစ်ပြီးအဲ့ဒီလုပ်ရက်တွေထိုင်းနေနဲ့အဟန့်တားနိုင်ပါကဒေသတွင်းမှာအခက်အခဲတွေကိုဖိတ်ခေါ်သလိုဖြစ်နေတယ်လို့ကနဝီစစ်ဗဇန်ကထောက်ပြပါတယ်။ထိုင်းလွတ်တော်အမလဲဖြစ်တရားမျှတရေးပါတီခေါင်းဆောင်တွေကတအုပ်ဖြစ်တဲ့ကနဝီကဒီပေးကြီးမျိုးတွေကစာသင်ကျောင်းလေးကျောင်းတိုက်ခိုက်ခံရပြီးအခုလိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။မြန်မာစစ်တပ်ဟာအကြမ်းဖက်မှုတွေဆက်လက်လှုပ်ဆောင်နေတာကြောင့်ထိုင်းနိုင်ငံအနေနဲ့တရားဥပဒေကြောင်းဝင်မှုတွေဆောင်ရွက်မှုတွေအပြင် မြန်မာအရေးအတွက်ဥဆောင်ဖြည့်ရှင်ဖို့အချိန်တန်ပြီလို့လဲသူကတိုက်တွန်းခဲ့တာဖြစ်ပါတယ်။ထိုင်းဆိုရာဟာမြန်မာစစ်တပ်နဲ့ဆက်ဆံရေးကိုထိခိုက်မခံလို့တဲ့မူဝါဒဟာလည်းပြဿနာတွေဖိတ်ခေါ်သလိုဖြစ်နေတယ်လို့သတိပေးခဲ့ပါတယ်။ဒီကိစ္စကိုမဖြည့်ရှင်ပါကမြန်မာနိုင်ငံရဲ့အခြေအနေတွေပုံမှုဆိုးရွားလာမှာဖြစ်ပြီးထိုင်းနိုင်ငံကပဲမြန်မာဒုက္ခတဲ့အရေးနေဆက်ကအွန်လိုင်းငွေလိမ်ကိန်းကိစ္စတွေအပြင်ရုရှားနဲ့မြန်မာစစ်တပ်တို့ထိုင်းနယ်စပ်မှာတိစောက်ဖို့ပြင်နေတဲ့နျူကလ িয়ার ဆက်ယုံကိစ္စတွေဖြည့်ရှင်ရမှာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ အဲ့ဒီနောက်ဆက်တွဲကိစ္စတွေဟာထိုင်းရဲ့လုံခြုံရေးကိုမလွဲမသွေထိခိုက်လာစေမဲ့ကိစ္စတွေဖြစ်တယ်လို့ကာနာဝီကဆိုပါတယ်။မလေးရှားအစိုးရရဲ့အာဆီယံဥက္ကဋ္ဌရာထူးဟာလည်းမကြခင်လပိုင်းအတွင်ပြီးဆုံးမှဖြစ်ပြီးဖိလစ်ပိုင်သမ္မတကအာဆီယံဥက္ကဋ္ဌအဖြစ်တနစ်ဆောင်ရွက်ပြီးရထိုင်းနိုင်ငံအလစ်ရောက်လာမှဖြစ်လို့မြန်မာအရေးဖြေရှင်းဖို့အချိန်ကျရောက်ပြီလို့သူကဆိုပါတယ်။ ဆက်လက်ပြီးမြန်မာစစ်အုပ်စု၏အကြမ်းဖက်ဆင်ဆင်ရေးကိုကူညီနေသည့်ဂုံတရေပြအာဆီယံတတိကြီးများစရင် JFM ထုတ်ပြန်တဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြန်မာစစ်အုပ်စု၏အကြမ်းဖက်ဆင်ဆင်ရေးကိုကူညီနေသည့်ဂုံတရေပြအာဆီယံတတိကြီးများစရင်ကို Justice for Myanmar JFM အဖွဲ့ကယနေ့ထုတ်ပြန်လိုက်ပါတယ်အရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံသည်ဘုံသဘောတူညီချက်၅ရပ်မှာတက်စဉ်မြန်မာနိုင်ငံငြိမ်းချမ်းရေးကိုပံ့ပိုးကူညီနေသည်ဟုဆိုတော့လေအဖွဲ့ဝင်နိုင်ငံတချို့သည်မြန်မာစစ်အုပ်စု၏အကြမ်းဖက် က်မှုများကိုဟန်တားရန်ပြက်ကွက်နေသည်ဟုလည်း JFN ကအဝေဖန်ပြစ်တင်လိုက်ပါတယ်။ထို့ကြောင့်မြန်မာစစ်အုပ်စု၏ရက်ဆက်ကြမ်းကြုတ်သောအကြမ်းဖက်စစ်စင်ရေးကိုအားပေးကူညီနေသည့်အရှိတောင်အာရှတလွားမှတထေးကြီးများအားအများပြည်သူတို့ဖော်ထုတ်ရန်အတွက်အာဆီယံအသက်30အထက်မတန်မာသူများဂုံတရေပြက်ဆက်ရေးတဲဖြတ်ထုတ်ပြန်မှုကိုယနေ့စတင်ထုတ်ပြန်လိုက်သည်ဟု JFN ကဆိုပါတယ်။ အချို့သောအာဆီယံနိုင်ငံများမှကုမ္ပဏီများသည်မြန်မာစစ်အုပ်စုထံငွေကြေးဆိုင်ရာကူညီထောက်ပံ့မှုနှင့်နိုင်ငံရောင်းချတက်ဆင်ပေးနေမှုများကိုဆက်လက်လှုံ့ဆော်နေပြီးထို့သို့သောလှုံ့ဆော်ကြများကြောင့်အာဆီယံအစိုးရများနှင့်၎င်းနိုင်ငံများမှတထည်ကြီးများသည်စစ်အုပ်စု၏နိုင်ငံတကာရာဇဝတ်မှုများတွင်ကြံရပါနေမှုကိုကြားသာနေကြောင်း GFN ကထောက်ပြပြောဆိုပါသည်။ မလ28ရက်ဖြတ်အားပြင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်းစေအုပ်စုသည်၎င်းတို့၏အကြံဖတ်စစ်စင်ရေးကိုပုံမတိုးချက်လှုပ်ဆောင်လာပြီးငလင်တန်ခံခဲ့ရတဲ့ဒေသများအပါအဝင်နိုင်ငံတော်ဝန်လေးချောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုပေါင်း900ကျော်ကိုလှုပ်ဆောင်ခဲ့သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ ယခုအသည့်ထုတ်ပြန်လိုက်တဲ့ဂုံတရေဖြတ်တတိဆက်နှစ်ဦးသည်အရှိတောင်အာရှတလွားရှိဩစာတိကမကြီးမသောတတိကြီးများဖြစ်ပြီး၎င်းတို့သည်စစ်အုပ်စုဤရက်ဆက်ကြံကြုတ်မှုများကိုအထောက်ပံ့ဖြစ်စေသောဘန္နာငွေပံ့ပိုးခြင်းစစ်ဖက်သုံးပစ္စည်းများရောင်းချခြင်းဘန္နာရေးဝန်ဆောင်မှုများပေးအပ်ခြင်းစသည်တို့မှတက်စင်အကျိုးမြတ်ရရှိနေသူများဖြစ်သည်ဟုလည်း JFN ကဆိုပါရယ် Justice for Myanmar မှာယနေ့ထုတ်ပြန်လိုက်သည့် ASEAN အသက်30အထက်ဆယင်းတွင်ပါဝင်သောဂုံတရေဖြတ်အာဆီယံတတိကြီးများမှအောက်ပါအတိုင်းဖြစ်ပါရယ်အ ဆိုပါတရေကြီးများဤဓာတ်ပုံနှင့်အသေးစိတ်အချက်လက်များကို Justice for Myanmar ဤဝက်ဆိုက်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Robert Kok မလေးရှား Shangri-La Hotel များအုပ်စုကိုတည်ထောင်သူမလေးရှားနိုင်ငံ၏အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး Shangri-La Hotel အုပ်စုသည်မြန်မာဆဲအုပ်စုကိုအကျိုးမြတ်များစေသည့်ငေးငါးစာတုပ်တစ်ရပ်ချုပ်ဆိုထားတဲ့ Cherin Shiri Watanabe ထိုင်းဘတ်ပရစ်တီထောင်သူအမေရိကန်ဒေါ်လာ17.8ဘီလီယံတန်မိုးရှိအဖျော်ရဲမကလုပ်ငန်းနှင့်အိမ်ချမ်းမြေလုပ်ငန်းများဖြစ်သည့် TTC Group, Fraser and Nido ၏ဥက္ကဋ္ဌဖြစ်ပြီး၎င်း၏စီးပွားရေးလုပ်ငန်းများမှာစစ်အုပ်စုတန်အခွန်အဖြစ်ဒေါ်လာတန်းချီပေးဆောင်ခဲ့။ ငွေရင်တီဖူအန်တောင် BNN VJAE CEO နဲ့ HD Ban E ဒုတိယဩဂတ်ထ BNN နိုင်ငံ၏ပထမဆုံးနှင့်တဦးတည်းသောအမျိုးသမီး Villiana တတိတဦးဖြစ်သည် HD Ban သည်မြန်မာစစ်အုပ်စုအတွက်အကျိုးမှတ်များစွာရရှိသော Telecom Operator မိုက်တဲကိုငွေကြေးထောက်ပံ့ထားတဲ့ ချက်ချိုင်းရန်ဘန်ဝမ်ထိုင်းစစ်အုပ်စုနဲ့ရဲတကွန်တဘာဝဓာတ်ငွေစီမံကိန်းကိုကြီးကြပ်လုပ်ကိုင်ပြီးစစ်အုပ်စုတန်အခွန်ငွေဒေါ်လာတန်ချီပေးရနေသည့်ကုမ္ပဏီ Northern God Petroleum ၏အမှုဆောင်ဒါရိုက်တာဖြစ် Lee Dishi စင်ကာပူစစ်အုပ်စုအတွက်ငွေကြေးရွှေပြောင်းရန်စီးပွားရေးလှုပ်ဆောင်ရန်နဲ့လက်နက်ဝယ်ယူရန်အားပေးကူညီခဲ့ပြီး Overseas Chinese Banking Corporation OCBC ၏ဒါရိုက်တာနှင့်ရှယ်ယာရှင်တအူဖြစ် အသက်30အထက်မတမသူတတိယဆိုင်ရင်ထုတ်ပြန်မှုကိုမေလ26ရက်နေ့28ရက်မလေးရှားနိုင်ငံကအိရှင်အဖြစ်လက်ခံကျင်းပပြီးအာဆီယံထိပ်သီးဆွေးနွေးပွဲမှတိုင်ပြီးထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း GFM ကဆိုပါတယ် ။အဆိုပါထိပ်သီးဆွေးနွေးပွဲအတွင်းအာဆီယံဒေသတွင်းခေါင်းဆောင်များသည်မြမအရေးဆွေးနွေးသွားမည်ဟုမျှော်မှန်းရကြောင်းနှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်စစ်အုပ်စုနှင့်၎င်းတို့ကုမ္ပဏီကွန်ရက်များအကြားစီးပွားရေးလှုပ်ဆောင်ခြင်းများကိုပိတ်ပင်ခြင်းဖြင့်ပြတ်သားသည့်အရေးယူဆောင်ရွက်မှုများကိုလှုပ်ဆောင်ရမည်ဖြစ်ကြောင်း JFN ကတိုက်တွန်းပြောဆိုပါရယ်။ Justice for Myanmar ၏ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကစစ်အုပ်စုလေးကျောင်းတိုက်ခိုက်မှုတိုင်းရဲ့နောက်ကွယ်မှာစီးပွားရေးဆက်နွယ်မှုတစ်ခုအငြင်းရှိနေပြီးအဲ့ဒီစီးပွားရေး elite တွေအနေနဲ့မဖြစ်မနေတာဝန်ခံရမှာဖြစ်ပါတယ်။အဲ့ဒီ တတိကြီးတွေကစီးရာဇဝတ်မှုတွေအတွက်ဗန္နာငွေထောက်ပံ့ပေးနေတဲ့၍အာဆီယံအနေနဲ့ငြိမ်းချမ်းရေးမြင့်တင်နေပါတယ်လို့ပြောခွင့်မရှိပါဘူးဟုပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီးငင်းချံမြို့နယ်စုံရွာပြူစောတိစခန်းကိုလက်နက်ကြီး fit wind drone များဖြင့်တိုက်ခိုက်မှုစစ်သားပြူစောတိ၅ဦးသေဆုံးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းငင်းချံမြို့နယ်စုံရွာပြူစောတိစခန်းကိုလက်နက်ကြီး fit wind drone များဖြင့်ပုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားပြူစောတိ၅ဦးသေဆုံးခဲ့ကြောင်း TGYR ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။မေလ10ရက်နေ့ကငင်းချံမြို့နယ်စုံရွာပြူစောတိစခန်းရှိစစ်သားပြူစောတိများနားနေဆောင်ဂျမတ်တက် င်ထားသည့်နေရာနှင့်စစ်သားဖြူစော်တီများကင်းဆောင်နေသည့်နေရာတို့ကို Fit Twin Drone များ80မမလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရပါသည်။ထို့သောဘုံကျဲပစ်ခတ်တိုက်ခိုက်မှုများအတွင်စစ်သားဖြူစော်တီများနားနေဆောင်နှင့်ကင်းဆောင်နေသည့်နေရာတို့မှစစ်သားဖြူစော်တီ၅ဦးသေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်တွင်လည်း80မမလက်နက်ကြီးပြောင်းကွဲက Fit Twin Drone လည်းပြတ်ကျခဲ့ကြောင်းသိရှိရပါသည်။ ခွေးတွေဘက်ကလည်းပြန်ပစ်တာတော့ရှိပါသေးတယ်60မမ10လုံးလောက်ထိပြန်ပစ်တယ်ကျွန်တော်တို့ဘက်ကတော့အလုံး20ကျော်ပြန်ပစ်ထားခဲ့တာ Fit Windrone တစ်စီးပြတ်ကြခဲ့တာပါဟု TGYR ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်အဆိုပါတိုက်ခိုက်မှုကို TGYR ပျောက်ကြားတပ်ဖွဲ့ TGYR drone တင်နေအတူမြင်းချံမြောက်ပိုင်းသားပျောက်ကြားတပ်ဖွဲ့ MNGF အေယာဝတီမင်းသားပျောက်ကြားတပ်ရွှေကြိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MGN SMK Group Ensemble Civilian Different Force AB C CDF နေစီမချလက်နက်ကြီးတပ်ဖွဲ့ငန်းစုံစင်ယော်နီပျောက်ကြားတပ်ဖွဲ့ Revolutionary Air Force မြောင် MDF drone ကြားခင်စိန်တပ်ဖွဲ့မြောင်ငန်းစုံအာမန်သစ်တပ်ဖွဲ့အရာမွေပွေးတပ်ဖွဲ့ငန်းစုံတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးအိုးထင်းရွာကျောင်းဘုံကျဲခံရမှုတေဆုံးသူ22ဦးထိတိုးလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ဒီပဲရင်မျိုးနဲ့အိုးထင်းတွင်းရွာစာတင်ကျောင်းအားစစ်ကောင်စီတပ်ကတိုင်းလေရင်ပြည့်ဘုံကျဲရွာတွင်ကျောင်းသားကျောင်းသူ20ဦးနဲ့ဆီယမ2ဦးစုစုပေါင်း22ဦးတေဆုံးပြီး40ဦး ခံတမ်းရရရှိကြောင်းဒီပဲရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။အိုထိန်တွင်းရွာအလဲတန်းကျောင်းကိုမေလ12ရက်နနက်10:00နာရီဝန်းကျင်တွင်စစ်ကောင်စီကလီကျောင်းမှပေါင်900ပုံတလုံးကျဲချခဲ့ခြင်းဖြစ်ပါတယ်။တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင်ကျောင်းသားကလေးငယ်နှင့်အမျိုးသမီးစုစုပေါင်း22ဦးပွဲချင်းပြီးသေဆုံးပြီးအရေးပေါ်စိတ်ကူးသားမှုခံယူရသူ40ခန့်ရှိနေသည်ဟုအတည်ပြုကြောင်းဒီပင်းမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကယနေ့ညနေ9:00ခန့်တွင်ထုတ်ပြန်ပါတယ်။ Grade 2နဲ့ Grade 11ကြားကျောင်းသူ15ဦး, ကျောင်းသား၅ဦးနဲ့ဆရာမ၂ဦးသေဆုံးခဲ့တယ်ဟုသတင်းရရှိပါရယ်။ဒဏ်ရာရရှိသူများ၏အခြေအနေကိုအသေးစိတ်မသိရသေးပါဘူး။ငါးနှစ်၆နှစ်ကလေးတွေပါတယ်။တချို့ကလေးတွေဆိုဒဲမန်လိုက်တော့ကျွန်တော်ကိုယ်တိုင်ပဲလိုက်ကောက်တာခန္ဓာကိုယ်ရှာမတွေ့တော့ဘူးခြေတော့ပဲတွေ့တယ်ဟုဒေသခံတအူးကပြောပါရယ်။ထို့ပြင်တိခိုက်တန်ရာရပြီးအရေးပေါ်စေကူးသားမှုခံယူနေသူအရေးအတွက်မှ၄၀ခန့်ရှိနေကြောင်းဒီပင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးပါရယ်။ စာတင်ကြောင်းတဲ့တဲ့ပေါ်ကြတာတအိမ်တွေကကလေးနှစ်ယောက်ဆုံရှုံသွားတာတွေရှိတယ်ဟုဒေသခံတဦးကပြောပါတယ်။လေကြောင်းတိုက်ခိုက်ခံရပြီးနောက်တရွာလုံးထွက်ပြေးတိမ်းရှောင်နေရသည်။အဆိုပါစာတင်ကြောင်းသည်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာန၏ကြားကာလပညာရေးစနစ်ဖြင့်ဒေသခံចောင်းသားចောင်းသူများကိုပညာသင်ကြားပေးနေသောចောင်းဖြစ်သည်ဟုသိရပါတယ်။ ဒီဘိန်းမြို့နယ်တွင်ပြီးခဲ့တဲ့2022ခုနှစ်စက်တင်ဘာလ16ရက်ကလည်းလက်ရက်ကုန်းကြီးရွာစာတင်ကျောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရာကျောင်းသားကျောင်းသူ6ဦးအပါအဝင်73ဦးသေဆုံးခဲ့ကာ28ဦးဒဏ်ရာရရှိခဲ့သေးသည် စစ်ကောင်စီသည်သကိုင်းငလင်ကြီးနောက်ပိုင်းလေကြောင်းတိုက်ခိုက်မှုပိုဆိုးပြင်းထန်စွာပြုလုပ်နေပြီးသကိုင်းနှင့်မန္တလေးတိုင်းတွင်ရပ်ပိုင်းအတွင်နေစဉ်ပြည်သူစိတ်ချသေးဆုံးနေပါတယ်။ကျမ၏တင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။